အားကောင်းတဲ့လေဖျားနဲ့ရေဝုန်ရဲ့အချိန်ကြောင့်လကောက်မုတ်တုံလေးအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်လကောက်အရှိတ်နဲ့အနောက်ဘက်ကနေရွေလျားလာတဲ့လေဝေလိုင်းတွေရဲ့အချိန်ကြောင့်လကောက်ဇွန်25ရက်အထိတိုင်းနယ်ပြည်နယ်အသေးသေးမှာနေရာစိတ်စိတ်ကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါတယ်အိန္ဒိယနိုင်ငံအနောက်ဘင်္ဂလားပြည်နယ်မှာဖြစ်ပေါ်နေတဲ့အာကောင်းသောလေဖျားနှင့်ရေဝုန်ရဲ့အရှိန်ကြောင့်၎င်း ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရုံးမှာမုတ်တုံလေအားကောင်းရာကနေအားအလွန်ကောင်းနေတာကြောင့်၎င်းအရှိဘက်ကနေရေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းအနောက်ဘက်ကနေရေလျားလာတဲ့လေဝေလိုင်းတွေရဲ့အရှိန်ကြောင့်၎င်းဇွန်လ25ရက်နေ့အတွင်းနေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်း တနင်္သာရီတိုင်းကချင်း၊ကယား၊ကရင်ချင်း၊မော်၊ရခိုင်နဲ့ရှမ်းပြည်နယ်တို့မှာနေရာစိစိကနေနေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးတချို့ဒေသတွေမှာဒေသအလိုက်နဲ့နေရာကွက်မိုးကြီးမယ်လို့မိုးစလကထုတ်ပြန်ပါတယ်။မိုးသည်ထန်စွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာမိုးထစ်ချုံတာမိုးကြိုးပြက်တာလျှက်စီးလက်တာမိုးသီးကျွေတာ လျှော့တမြက်ရေကြီးတာနဲ့မြေပြိုတာစတဲ့သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်နိုင်တဲ့အတွက်အဆိုပါဒေသတွေမှာရှိတဲ့ကုန်းမြင့်ဒေသအနည်းမှာနေထိုင်ကြသူတွေအနေနဲ့မြေပြိုမှုအန္တရာယ်၊မြင့်ငယ်ချောင်းငယ်တွေအနည်းမှာနေထိုင်ကြသူတွေအနေနဲ့ရေကြီးရေရှမ်းမှုတွေကိုကြိုတင်သတိပြုရှောင်ရှားနိုင်မှုနဲ့ပြည်ရင်းရေချောင်းသွာလာရင်လေချောင်းပြန်သိမ်းရင်းနဲ့ဆယ်မြောင်းတာတမန်တွေအနေနဲ့လိုအပ်တာတွေကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ဖို့သတိပေးနှိုးဆော်အပ်တယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။